လောမြို့နယ်၌2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြစို့ပိုစတာဆိုက်ထူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်တောင်ပိုင်းကလောခရိုင်ကလောမြို့နယ်တွင်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြစို့အသိပေးပိုစတာကို အောက်တိုဘာလ17ရက်နေ့ပိုင်းကကလောအောင်မန်း ဟဲဟိုမျိုးတို့ရှိ လူစီကားသည့်နေရာတို့၌စိုက်ထူထားကြောင်းသိရှိရပါသည်။ကလောမျိုးနယ်အတွင်းရှိ ပြည်သူများကြဲကြဲပြန့်ပြန့်သိရှိနိုင်ရေးအတွက်ကလောခရိုင်မျိုးနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမျိုးနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဦးစည်းရရှိမျိုးနယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရင်းမှုနှင့်ဌာနဆိုင်ရာတို့က2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ မြေဆိုင်ဘူစတာစိုက်ထူခဲ့ကြပါရယ်ကလောမြို့နယ်တွင်မဲစင်းများကိုတက်ဆိုင်ရရက်ွက်ကြေးရွာအုပ်စုကော်မရှင်ဘွဲ့ကွဲနှင့်ကြေးရွာကွဲတို့တွင်စက်တင်ဘာလ30ရက်နေ့မှ အောက်တိုဘာလ20ရက်နေ့ထိ21ရက်ကြာကတ်ထားကြီးညာထားလျက်ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဘွဲ့ကွဲရုံးမှသိရှိရပါရယ်ခမညာ